သူ့ဖြစ်ဆုံးကနေနဲ့ခုရင်းပြည့်လို့တည်ရတယ်။ကြောက်တယ်ပါလား။မြန်မာနိုင်ငံကပြည်သူတွေခုနှစ်ဦးမှတဦးကတကိုယ်လုံးကျုံမှုမရှိဘဲအမြဲကြောက်ရွံ့ဆိုးထိတ်နေရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကအော်တိုဘာ၁၀ရက်ကမ္ဘာစစ်ကြမ်းရေးနေ့မှာထုတ်ပြန်လိုက်ပါတယ်။မြန်မာပြည်လူဦးရေရဲ့၂.၅တန်းဟာတကိုယ်လုံးကျုံရေးအတွက်ကြောက်ရွံ့နေရပြီးလူဦးရေရဲ့၆တန်းဟာတော့ ညဘက်မှာတယောက်တည်းပြင်ထွက်ဖို့လုံခြုံမှုမရှိတာကိုခံစားနေရတယ်လို့လည်းအစင်ခန်းဆောင်မှာဖော်ပြပါဗျ။ပြိပခနဲ့ဆင်းရဲမွဲတည်မှုတံကိုခံနေရတဲ့ပြည်နေရီမှာတော့လူငယ်၃ဦးမှ၁ဦးကစိုးရိမ်ပူပန်မှုတွေနဲ့စိတ်ဖိစီးမှုရှိနေတယ်လို့လည်းပြောပါဗျ။ အတခုခုကိုအုံအုံနေနေဘာမှမဟုတ်ပဲနဲ့ဗျာကားပဲကြီးဆိုင်ငယ်ပဲကြီးပေါ့နော်အုံလဲဘာဖြစ်တာရောလဲအဲ့လိုမျိုးလေးကိုဖြစ်လာကြတယ်ကြောက်စိတ်ဆိုးထိတ်မှုတွေရှိလာကြတယ်ပေါ့နော်အကလေးတွေဆိုလည်းကလေးရမလို့ဒီတော့လည်းငါပြီးဟိဆိုရင်တော့မအားတော့ကျွန်တော်အခုလေးရလို့ဆိုတော့လည်းအတန်ကြားပြီဆိုတော့လည်းအပြုံးပုံရတယ်ဝကြရတယ်လို့မျိုးတွေပေါ့အဲ့လိုမျိုးလေးညင်နေတွေ့နေရတာပေါ့စိတ်ချမ်းမကြီးမကောင်းတဲ့သူလို့ပြောတဲ့အခါအထင်ကိုမရှိတော့ပဲရွတ်တုတ်နေတဲ့သူတွေကိုပြင်းပြင်းတက်ကြပါတယ် တကယ်တော့စိတ်မလုံခြုံမှုကြောက်ရွံ့စိုးရိမ်မှုမျောလင့်ချက်မဲ့မှုတွေဟာလည်းစိတ်ကျန်းမာရေးရဲ့ပြဿနာတွေဖြစ်ပြီးရရှိခံစားလာရတဲ့အခါမှာတော့စိတ်မကျန်းမာမှုကို ဖြစ်လာစေပါတယ်မြန်မာနိုင်ငံမှာတော့အသက်ဘေးအနေနဲ့ချိန်ချောက်ခံရမှုငွေစည်းဝါးပြန့်ပွားမှု အတင်းကျပ်စင်အားဖြင့်စုဆောင်းခံရမှုတွေနဲ့စိုးထိတ်ကြောက်ရွံ့မှုတွေကနေစိတ်ကျန်းမာရေးထိခိုက်မှုတွေဖြစ်လာစေတယ်လို့လည်း UNDP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ် လူတိုင်းရှိမှတ်ထည်တယ်ဟိုကားဒီမျိုးမြေတန်းဒီမျိုးစုရည်ကျလန့်နေရတဲ့အနေထားပေါ့နော်အဲ့ဒီပြည်တွင်းမှာဆိုလို့ရှိရတယ်ဆက်ပြတဲ့တိုင်းပဲလူငယ်တွေပေါ်တာဆွဲတာတို့နေပြီးတော့ကိုလိုနေတဲ့အလိုအလဲဒါသူတို့သိလို့ရှိရတာအချိန်မျိုးဖြတ်စည်းခံနေရတဲ့အလိုတော့စိတ်မလို့ချိုးဘူးပေါ့နော်အဲ့အနေပြီးတော့ပဲအဲအရအရဆိုလို့ရှိရဒါညာပဲအိမ်မပြောတာတို့ပါတို့ဆိုလို့ရှိရအဲ့လိုမျိုးမရှိတတ်ဘူးလေခုကကြတော့အဲ့ခုခုကောက်တဲ့အတွေးဝင်လာပြီဆိုလို့ရှိရဒါညာပဲအေလိုမရတော့တာမျိုးပါပါတွေက ဲ့လိုမျိုးဇက်တိုက်ရှိလာနေတယ်ပေါ့နော်ညီမကြီးလူလူတွေသေးတယ်အဲ့စင်မချမိစရာဖြစ်လဲဖြစ်တယ်ဆိုလို့ရှိရင်အဲတက်ရောက်မှုကတော့ဒီမျိုးဒီမျိုးတနေ့ကငငငငငကြီးဖြစ်နေတော့တာပါပဲအဲခုနေ့ကအဲ့ဒီမျိုးဘူချက်စီမီတပိတ်ဘူချက်ခါလဲဗီဒီယိုဖိုင်ကြည့်ပြီးဆိုကြည့်ဘာမှတော့မှသူကဒီမျိုးဒီလက်မှိုက်ချသွားတဲ့အနေထိုင်ပေါ့နော်ငငငငကြီးဖြစ်သွားတယ်ပေါ့နော်အဲ့ဒီဘာမှလွတ်ချင်ခဲ့စေကတ်ချေစေမရှိတော့ဘူး စ်ပရိပခတွေပြင်းထန်နေတဲ့ဒေသကသူတွေအနေနဲ့လေကြောင်းတိုက်ခိုက်ခံရမှုတွေအစုလိုက်ပြုံလိုက်တက်ဖြတ်ခံရမှုတွေနေအိမ်တွေဖျက်ဆီးခံရမှုတွေကိုကြုံတွေ့နေကြရတာပါမြို့ပြမှာနေထိုင်သူတွေဟာလည်းစစ်တပ်ရဲ့ထွေထွေဖိနှိပ်မှုတွေစီးပွားရေးလူမှုရေးကြက်တဲတွေနဲ့နေ့စဉ်ကြုံတွေ့နေကြပါတယ်အလားတူပဲအကြောင်းမျိုးမျိုးကြောင့်ပြပကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်လာရသူတွေဟာလည်းအထီးကျန်တာမျောလင့်ချက်မဲ့တာနဲ့ငွေကြေးကြက်တဲကိုရင်ဆိုင်နေကြတာပါ ကမ္ဘာကျန်းမာရေးအဖွဲ့ဒီဒါမှမဟုတ်အဖွဲ့ကြီးရဲ့ data တွေပြီးတဲ့အခါကျတော့အမားတို့ဒီဝန်ဆောင်မှုပေးနေတဲ့အဖွဲ့အစည်းတွေရဲ့ data တွေအများဆုံးလို့ရှိရင်တော့အမားတို့စိတ်ကြတဲ့ဟာတွေကိုအဖြစ်များတာတွေ့ရတယ်နောက်တစ်ခုကစိတ်ဓာတ်တင်တဲ့ဟာပေါ့နော်ဒီစိတ်ဓာတ်စိတ်ဓာတ်တင်အလွန်ဖြစ်တဲ့စိတ်ဖြစ်ရင်းနဲ့ပတ်သက်တဲ့ဟာမျိုးတွေတွေ့ရတယ်နောက်တစ်ခုကစိုးရိမ်စိတ်နဲ့ပတ်သက်တဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတွေ့ရတယ်ပေါ့နော်အာနောက်တစ်ခုကကြတော့ဒီစိတ် ဒီစိတ်ပိုင်းဆိုင်ရာပြဿနာအနေနဲ့ဓာတ်ရိုက်မဟုတ်ပေမဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြစ်စေတဲ့ပေါ့နော်ဒီအခြေအနေတွေဖြစ်တဲ့အထူးကြံမှုတွေဥပမာအားဖြင့်မိသားစုနဲ့ခွဲခွာပြီးတော့တခြားနိုင်ငံမှာသွားရောက်လုပ်လုပ်ကြရတယ်အဲနောက်တစ်ခုကကြတော့ဒီစိတ်ထိစီးမှုကိုနှိရှိကားများခံစားရတယ်နောက်တစ်ခုကဒီ ျော်တင်ချက်တွေပေါ့နော်ပျော်တင်ချက်မဲ့လာတယ်အဲအထီးကျန်လာတယ်ဒါတွေကလည်းအမတို့ဒီစိတ်ပိုင်းဆိုင်ရာပြဿနာအနေနဲ့ဓာတ်ရိုက်ခေါင်းစဉ်တက်လို့မရတော့ညာလည်းပဲ ဟိုလက်ယူမရှုထားတင်တဲ့အကြောင်းအရာတွေဖြစ်တယ်ပေါ့နော်ဒီငွေကြေးကြတနာတွေပေါ့နော်ဆိုတော့ဒီငွေကြေးကြတနာတွေရာဆိုလို့ရှိရင်လည်းအမားတို့ကဟိုစိတ်ပိုင်းဆိုင်ရာကြတနာကိုဖြစ်စေတဲ့အကြောင်းအရာတွေထဲမှာပါတယ်ပေါ့နော်ဆိုတော့လူတယောက်ရဲ့စိတ်ချမ်းသာရေးဆိုတာကအမားတို့ကသူတို့ကိုစီးဝါးတွေပေးလိုက်ရုံနဲ့ကုသလို့ရတဲ့ပြဿနာမျိုးမဟုတ်ဘူးလူအတိုင်းဝိုင်းကြီးတစ်ခုလုံးကနေပြီးတော့အားလုံးပူးပေါင်းပြီးတော့လှုပ်ဆောင်ရမယ်ဒီအမားတို့အရွေးတစ်ခုဖြစ်တယ်ပေါ့နော် စိတ်မကျမ်းမှမှုကိုရေတိုနဲ့ရေရှည်စိတ်မကျမ်းမှမှုလို့ခွဲခြားနိုင်ပြီးအာနာသိမိနောက်ပိုင်းမှာမြန်မာလူတို့အများဆုံးကြုံနေရတဲ့စိတ်မကျမ်းမှမှုအမျိုးအစားဟာစိတ်ထံရနောက်ဆက်တွဲရောဂါ PTSD ဖြစ်တယ်လို့လည်းကျွမ်းကျင်သူတွေကဆိုပါတယ်ဒီလိုစိတ်မကျမ်းမှမှုတွေကိုအချိန်မီကုသဖို့လိုအပ်ပေမဲ့လည်းဖွံ့ဖြိုးမှုအားနည်းတဲ့မြန်မာနိုင်ငံကပြည်သူတွေအများစုကတော့စိတ်မကျမ်းမှခြင်းရဲ့နောက်ဆုံးအခြေအနေဖြစ်တဲ့ကိုယ်ကိုယ်ကိုမထိန်ချုပ်နိုင်တော့တဲ့အခြေအနေရောက်မှသိကြတာများတယ်လို့လည်း စိတ်ကျမရင်းနဲ့ပတ်သက်ပြီးလေ့လာနေသူတွေကပြောပါရယ်ကိုဗစ်မတိုင်ခင်လောက်အထိကတော့ဟိုမြန်မာနိုင်ငံရဲ့စိတ်ကျမရင်းနဲ့ပတ်သက်တဲ့ ဟိုဗဟုသုတနဲ့အသိပညာကနည်းနည်းလေးတော့နည်းရလို့ပြောရမယ်ဥပမာဆိုရင်ပေါ့နော်စိတ်ကြရတယ်ဆိုလို့ရှိရင်အော်အလုံးရှိလို့စိတ်ဟိုဘယ်လိုလဲအားနေလို့အားနေလို့စိတ်တက်ကြတာအလုပ်တွေဖိလုပ်လိုက်ရင်စိတ်တက်မကြတော့ဘူးဆိုတာမျိုးနော်ပြီးသွားလို့ရှိရင်အဲ့လောက်တောင်အားနေရလားနော်ဒါမှမဟုတ်လေဆက်နေရှိရတာနဲ့နင့်မှာဘာဒုက္ခတွေရှိလို့နင်ကစိတ်စိတ်ဟိုစိတ်ကြရတာလဲစသဖြင့်ပေါ့လေအဲ့လိုမျိုးဟာလေးနည်းနည်းလေး ရှိခဲ့တယ်ဒါပေမဲ့လည်း covid နောက်ပိုင်းအထူးသဖြင့်ဒီ2021အာနာသိမ့်မှုဖြစ်စဉ်နောက်ပိုင်းမှာဆိုလို့ရှိရင်เนาะလူတွေကဟိုစိတ်မကျန်းမာဘူးဆိုတဲ့ဟာကိုပြောရမှာလဲသိပြီးတော့ဟိုမရှက်တော့ဘူးပေါ့เนาะအဲ့လိုမျိုးရှက်တဲ့ဟာလည်းနည်းလာတယ်အာနောက်တစ်ခါဒီစိတ်စိတ်ကျန်းမာရေးဟာဟိုရေးကြီးတယ်ဆိုတဲ့ဟာเนาะစိတ်ကျန်းမာရေးဆိုတာကကိုအားနည်းလို့ကိုပြောညံ့လို့မဟုတ်ဘူးကိုရဲ့ဝိညာဉ်ခန္ဓာမဟုတ်ဘူးစသဖြင့်ဒါတွေတော့နည်းနည်းလေးတော့ပို့ပြီးတော့ရင်အားထက်ဟို တိတော့တိလာကြတယ်ဗောနော်တိလားဆိုတော့တိတိချာချာတော့မတိဘူးမတိဘူးလားဆိုတော့လည်းအဲ့လိုလည်းမဟုတ်ဘူးနည်းနည်းတော့တိတယ်အဲ့လိုမျိုးဗောနော်အထူးသဖြင့်တော့ဒီဒီကိစ္စတွေအကြောင်းအရာတွေကိုဆိုရှယ်မီဒီယာပေါ်တွေကနေတစ်ဆင့်ဟိုလေးလာရတယ်ကျွန်တော်တို့စီမှာကဟိုကြောင်းနေမှာဒါမျိုးတွေကိုတင်ခဲ့တာအသိပညာပေးခဲ့တာဆွေးနွေးခဲ့တာမျိုးတွေကနည်းတယ်လीเนาะနည်းတဲ့အခါကျတော့ဒီဆိုရှယ်မီဒီယာပေါ်တွေကနေတစ်ဆင့်တင်ယူရတယ်လေးလာရတယ်ဆိုတဲ့အချိန်မှာဟို ပေးတဲ့ message လွဲနေတာဒါမှမဟုတ်ပြောတာကိုကိုလက်ခံလိုက်တဲ့နားလည်လိုက်တာလွဲနေတာမျိုးတွေလည်းအများကြီးရှိနေတာကိုတွေ့ရပေါ့နော်လက်ရှိမှာဆိုရင်ဟိုနည်းနည်းအနေရလဲများတဲ့ဟာတွေကအဲ့လိုကိုကိုကိုယောဂတက်တဲ့ဟာတွေပေါ့နော်ကိုကိုကိုယောဂတက်တဲ့ဟာတွေကဒီဒီမှာတကယ်တမ်း professional တွေကစနစ်တကျ ဟိုတုံးတဲ့စစ်တမ်းနေမိခွန်းနေဒါမှမဟုတ်လို့ရှိရင်အဲ့လိုမျိုးဟိုစာပီးလိုမျိုးလေးလေဖြေရတဲ့ဟာမျိုးလေးတွေကိုဟိုဆိုရှယ်မီဒီယာတွေပေါ်မှာဘာသာပြန်ပြီးတင်ပြီးတော့ကိုကိုကိုတွေအမှတ်တွေပေးကိုကိုကိုတွေရောဂါအမြင်တက်နေတဲ့ဟာတွေပေါ့နော်ဒါတွေကဟိုမဖြစ်တဲ့ဟာတွေမလုပ်တဲ့ဟာတွေနောက်တစ်ခါဒီဟာမျိုးတွေဒီလိုမျိုးဟိုနားလည်မှုအယူအဆအလွဲတွေကြောင့်မို့လို့ ုသရေးနဲ့ပြန်လဲကောင်းမွန်ရေးမှာအနောက်နေဖြစ်စေတယ်ဆိုတဲ့အချက်ဒီပေါ့နော်ဒါတွေကိုတော့အတိထားဖို့လိုတယ်လို့ထင်ပါတယ်ဆရာနာမသိခင်2020ခုနှစ်ကမြန်မာနိုင်ငံမှာရှိရလူဦးရေရဲ့20ရာခိုင်နှုန်းဝင်ချင်းဟာစိတ်မချမ်းသာမှုကိုကြုံနေရကနေအာနာသိမ့်ပြီး၄နှစ်ကျော်ကြာ2025ခုနှစ်မှာတော့60ရာခိုင်နှုန်းကျော်အထိထပ်ဝက်မြင့်တက်လာတယ်လို့လည်း စိတ်ကျမ်းစာရေးဆရာဝန်ကြီးရဲ့စစ်တမ်းတွေကဖော်ပြနေပါဗျ။ဒါဟာပြင်းထန်တဲ့စိတ်မကျန်းမာမှုအခြေအနေတွေဖြစ်ပြီးအမိတက်လို့မရနိုင်တဲ့စိတ်မကျန်းမာမှုမျိုးတွေရင်ဆိုင်ကြုံတွေ့နေရသူတွေလည်းများစွာရှိနေတာပါ။ဒီလိုအခြေအနေတွေကိုအသက်18နှစ်ကနေ45နှစ်အတွင်းသက်ရွယ်ရှိသူတွေအဓိကရင်ဆိုင်နေရတာလို့လဲဆိုပါဗျ။